ရလွန်းလို့ပြောစရာစကားတော့မရှိတော့ဘူးကိုရဲ့။ဘာလဲဆိုတော့ဒါဒါအလုံးဝမဖြစ်နိုင်တဲ့အားကြီးတော့လတ်လောက်ပြပေးထားတဲ့အတွက်တရားအောင်ဂျေဇုတင်ပါရလေးရှင်ဆိုတဲ့အင်တူမလေးတယောက်အနေနဲ့စေတူတာပန်းဝင်ဖြစ်ခဲ့ရင်ရုပ်ရှင်ကကြီးမှာတရုပ်ဆောင်ဝင်ရတဲ့အတွက်အမြဲတမ်းဂုဏ်ယူပြီးတော့အမတ်တရအမြဲတမ်းဖြစ်နေမှာပါလို့ပြောချင်ပါတယ် အင်းလေးကိုရောက်တဲ့အချိန်အရလုံးဝပီတိအဖြစ်ဆုံးပါပဲ။ဟောလဲဆိုတော့ဒီအင်းလေးမှာရှိနေကြတဲ့အဒေတာကန်ပြည်သူတွေကိုရွှေနှုတ်ချစ်သူတာပန်းမင်းဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးကိုပြသနိုင်ဖို့အတွက်စတင်ပြီးတော့စီစဉ်တော့မှာဖြစ်ပါတယ်ရှင်ဟုတ်။မြဲတဲ့ပေါ့ဒီအေးရဝင်လဲအင်းလေးเนาะအဲမြဲတဲ့ညစ်တယ်ပေါ့စိတ်ထဲမှာရှိနေတာပေါ့ဗျဟုတ်ဟိုဘာလဲအောင်လဲဆိုတော့ တော်တော်များများကတော့ကို data ရဲ့ကိုကိုနိုင်ငံရဲ့အလားပါတိုင်းကိုတော့ကိုတန်ဖိုးထားကြရည်လေအဲ့လိုပါပဲအရန်လှတဲ့အင်းလေးပြီးတော့ဒီထဲမှာပဲဒီတောင်ပတ်လေဝိုင်းနေတဲ့အထဲထဲမှာပဲနေနေရတဲ့ဒီ data gain တွေရဲ့ နေထိုင်မှုပုံစံကိုလည်းရွှန်တို့စာနာတယ်အဲ့အတွက်ကြောင့်မလဲဘလောက်ထိအောင်ဒီ data လေးရာချစ်တယ်ပြီးတော့တို့ data တွေကလည်းတို့အင်းလေးကိုချစ်တဲ့အခါမှာမြင်ရတယ်ဒါတွေကိုတို့ချစ်ကြောင်းလေးကိုကိုကတဆင့်ပြန်လဲပြီးတော့ပြည့်သက်ကြီးကိုပြခြင်းတဲ့သဘောပါအဲ့တော့ရွှန်တို့ကိုနိုင်လဲဒီအင်းလေးကိုတကယ်ကိုကြိုက်ပါတယ်တကယ်ကိုလည်းမျက်နှာမိပါတယ်ရှင်ဒီ data ကိုဟုတ်ဒီနေ့ကတော့စတင်ပြီးတော့ပြင်ဆင်มาပါလေပြင်ဆင်มาဆိုတော့ရွှန်တို့ရိုင်းမဲ့နေရာတွေကိုရွှန်တို့ကြည့်မယ်ကြည့်ပြီးသွားလို့ရှင်အဲဘလောက်ထိရွှန်တို့ဒီဟိုပြသလို့ရမလဲပေါ့နော်နေရာအခက်အခဲနဲ့ဟိုဟွာနဲ့ဟိုပေါ့နော်ရွှန်တို့ပိတ်ကားနဲ့ဟိုပေါ့ပိတ်ကားစပြီးဆင်ရမှာဖြစ်တဲ့ကြောင့် င်းပါဒီနေ့တော့အားလေးတွေရှင်တို့လိုက်ကြည့်မယ်ကတော့ကျွန်တော်ဒီအင်းလေးဖောင်တော်ဖျားကိုရောက်တိုင်းအကုန်လုံးမှာပဲအင်းလေးလာလဲကြမယ်ဆိုလို့ရှင်လဲကျွန်တော်အင်းလေးဖောင်တော်ဖျားကြီးမှာဒီက data မှာပွင့်ဖူးတဲ့ဂျာပန်လေးကိုကျွန်တော်စက်ကတ်ခဲ့တယ် ပြီးတော့ကျွန်တော်လည်းစုတွေအများကြီးတောင်းနေဒီညဒီညမှမနေ့ပြန်ညမှာပြမယ်ပွဲကြီးအတွက်လာတဲ့သူတွေရောအအောင်မြင်မြင်ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့လေဒါရုပ်ရှင်ကာယူကြည့်လို့ရအောင်လို့အခုကတော့အခုကမပြီးရင်အစကရင်ပေါ့ပိတ်ကောက်သွားပြီးတော့ဆင်တာတော့ကြည့်နေဒီညမှာစပြီးစမ်းသက်ကြည့်မှာပေါ့မနေ့ပြန်ကြည့်ရအောင်အဆင်ပြေအောင်ပေါ့ဟုတ်အဲ့တော့သွားပါ ျွန်တော်တို့ဒီလက်ကူရမှာဝိုင်းဝန်းကူညီပေးကြတယ်အဲကျွန်တော်ဒီနေ့ဒီကကအန်ယူဂျိုမီပြီးတော့နည်းမြဦးဘုန်းနိုင်ရင်အပေါင်းကြီးတို့တယောက်ဒီကြီးကြီးအားလုံးကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ကျေးဇူးတင်ပါတယ် ဖိလစ်ပိုင်နိုင်ငံမှာလည်းရွှေနှုတ်တွေဒီကားလေးကိုဝင်ပြီးတော့ပြိုင်တယ်ပြိုင်တဲ့ချိန်မှာလည်းရွှေနှုတ်ဒီအင်းလေးစကားကြီးကရွေးချယ်ခံခဲ့ရတယ်ရွေးချယ်ခံခဲ့ရတဲ့အကြောင်းမို့ရွှေနှုတ်ဖိလစ်ပိုင်နိုင်ငံမှာလည်းရွှေနှုတ်နှစ်ယောက်တက်ရောက်ပြီးတော့ပြသတဲ့ချိန်မှာသူတို့နိုင်ငံသားတွေကမေးတယ်ပေါ့လေဟာဒီတို့စီမှာဒီလောက်လှတဲ့ကန်ကြီးရှိနေပါလားငါတို့ပုံမှန်ဆိုရင်ရောက်တာကအာဒီပကံရောက်တယ်ရွှေတကုံဖျားရောက်တယ်ငါတို့အင်းလေးဘက်ကိုတိတ်ပြီးမရောက်ဖြစ်ဘူးအဲ့တော့နင်တို့စီမှာအဲ့လိုတကယ်လှတဲ့ကန်ကြီးတကယ်ရှိနေတာလားလို့ပြောတဲ့ချိန်မှာရွှေရန်တို့ကဂုံယူဝင်ကြွားစွာနဲ့လက်မထောင်ပြီးတော့ငါတို့စီမှာတကယ် ယ်ကိုလှတဲ့အင်းလေးကန်ကြီးရှိတယ်။အဲ့ဒီအင်းလေးကန်ကြီးထဲမှာပါအာနင်တို့တွေမြင်ရတဲ့အတိုင်းပဲနေမောများလဲရှင်လိုမျိုးတကယ်ကိုစိတ်ထားလှပတဲ့အင်းသူအင်းသားတွေအများကြီးရတယ်လို့စောင့်ကြုံနေရဆိုတာလဲရွှေတို့ဂုံယူစွာနဲ့ပြောကြားခဲ့ပါတယ်ရှင်။ လေးရှိအဖြစ်တည်ဆောက်ထားတဲ့ထစစ်အကယ်ဒမီဝမ်မုံရွှေရီးမှအင်းသူအင်းသားများကိုကျေးဇူးတင်စကားကိုအမှတ်တရဗီဒီယိုကလစ်လေးပြသမှာဖြစ်ပါရဲ့ရှင်။အားလုံးပဲလက်ခုပ်ပြီးအားပေးကြပါအောင်ရှင်။အင်းသူအင်းသားတွေရဲ့အင်းအားမပါဘဲနဲ့လည်းရုပ်ရှင်ကားကြီးတကားဖြစ်လာမှာမဟုတ်ပါဘူး။နောက်တစ်ခုကလည်းဒီရုပ်ရှင်ကားကြီးอ่ะဆိုရင် Academy နှစ်စုတောင်အာရခဲ့တဲ့အတွက်ကြောင့်မလို့ Into In သားတွေအားလုံးရဲ့အောင်မြင်မှုလို့လည်း ပြောလို့ရပါရင်တော့ကဲအနေနဲ့လည်းညာလေးရှင်ဆိုတဲ့အင်သူမလေးတယောက်အနေနဲ့စေတူတာပန်းဝင်ဖြစ်ခဲ့ရင်ရုပ်ရှင်ကကြီးမှာတရုပ်ဆောင်ဝင်ရတဲ့အတွက်အမြဲတမ်းဂုံယူပြီးတော့အမတ်တရားအမြဲတမ်းဖြစ်နေမှာပါလို့ပြောချင်ပါတယ်။အားလုံးအားလုံးအင်သူအင်သားတွေအကုန်လုံးစိတ်ချမ်းသာပါစေပျော်ရွှင်ပါစေလို့အမြဲတမ်းအဲကံကောင်းခြင်းတွေနဲ့ကြုံတွေ့ရပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။တတ။အရာလဲပီတိဖြစ်တယ်ကျမတို့ကလေးတွေကိုလည်း ပြချင်တဲ့ဥစ္စာဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးရောက်ချင်ကားကြီးပေါ့အဲ့လိုမျိုးရောက်ချင်ကားကြီးအဲ့လိုမျိုးပြရတာဆက်ရှာလဲတာတဲ့ဟိုပြပြခွင့်ရလို့လဲပြောတာပေါ့လာပြပြီးလို့လဲကြီးစုအညာကြီးတင်တယ်ရှင်အာကြီးစုတင်တာပေါ့ဗျာဖို့မပြတောင်းကြီးစုတင်တယ်ဘာလဲဆိုတော့ကျွန်တော်တို့အင်းသူအင်းသားတွေရဲ့တလေးစရိတ်တွေအင်းရိုးရာတွေအဲ့လိုမျိုးတွေပေါ့နော်ဘယ်လိုပြောမလဲပြီးတော့ကျွန်တော်တို့ရဲ့ရိုးရာအကအလှတွေပေါ့နော်အဲ့ဒါတိမ်မြောက်နေတဲ့အကအလှတွေကို ဒီလိုရိုက်ပြပေးနိုင်ဖို့ဆိုတာကျွန်တော်တို့အနေနဲ့မဖြစ်နိုင်ဘူးဒီအကိုတွေဒီကိုကောင်းစန်းတို့အမရွှေရန်တို့ဒီလိုမျိုးဘယ်လိုပြောမလဲလာပြီးတော့ရိုက်ပေးတဲ့အတွက်ဒီလိုဒါမြင်ရတာဟုတ်ကဲ့ပါကျွန်တော်တို့အတွက်မှတ်တမ်းတစ်ခုရတာဒီကျွန်တော်တို့ဒီသူရစင်လုပ်ငန်းပေါ့နော်အဲ့အတွက်အထောက်အကူအများကြီးဖြစ်ပါတယ်ဗျကုန်းယူရလွန်းလို့ပြောစရာစကားတော့မရှိတော့ဘူးကိုယ်ရေပါလဲဆိုတော့ သာတာအလုံးဝမဖြစ်နိုင်တဲ့အကျိုးအလတ်လုံးပြပေးထားတဲ့အတွက်အရာအောင်ကျေးဇူးတင်ပါတယ် င်းသားတွေစိတ်မကောင်းဘူးအခုလိုလာပြတ်ပေးတဲ့တမီးတို့ခက်ကလည်းစူးစူးများကြည့်ပါရှင်